အငယ်ရဘုံနိုဗီပါမဟင်းကားကို အပိုင်းဆက်ခွန်ဆက်ရှင်နဲ့တူတူပြန်လာခဲ့ပါတယ်။မိင်္ဂါတပွဲမိတာဖြူပါ အချစ်မပေါ့စေနဲ့အပိုင်းဆက်ခွန်လောလောဆယ်အမိကိုပင်မသိနဲ့အောင်အမိကနေမကောင်းရတဲ့စိတ်ပူရအောင်ပဲပြီးတော့ဒေါသထွက်ပြီးရိုက်နှက်တယ်မျိုးလုံးမိရင်ပူဆိုးသွားလိမ့်မယ်။ဒါမျိုးကတော့ကြောက်လို့မရအောင်ကျန်းနေအရွယ်တိုက်ချစိမ့်များပြီးပူဆိုးလိဖြစ်သွားမယ်။ ကိုကြီးသူနဲ့စကားပြောပြီးတေချာဖြောင်းပြလိုက်မှမို့ပန်ပန်ကဒီကိစ္စကိုအများကြီးစိတ်မပူနဲ့ကြားလာဟုတ်ကိုကြီးအမေဟိုသားတေချာကြီးဆိုင်နော်ပြီးတော့စာလဲလို့ဖို့မပြင်းနဲ့တော့စာမပွဲကနီးနေပြီဟုတ်ဟုတ်ကဲဟိုသားဆိုခဲ့သည်တကယ်တော့ပန်ပန်စာမလုပ်ဖြစ်သည့်ရက်တွေကမနေတော့ပါကျူရှင်ပေးရက်တွေကလည်းများလာသည် အမေကျမ်းမကြီးအကြောင်းပြသည့်အတွက်ဆီယမ်မကလည်းမပြောတာနိုင်ခဲ့ပြီထို့ကြောင့်ပန်ပန်မှာစာမပွဲနီးလာတော့မှလွတ်ချင်နိုင်လွတ်နေတော့သည် မိတော်ဝေဖြစ်စေကိုကြီးကကိုလေးပြက်တနာတို့စူးစီမိဆို၍ပမန်အနေငယ်စိတ်အေးသွားသည်ကအမှန်အမေကိုပေးသည်ပါကပြက်တနာပိုကြီးထွားစေသည့်အတွက်ကိုကြီးကအမေကိုပေးမသိစေခဲ့ပါ ကိုကြီးနဲ့မမမြတ်တို့နှစ်ယောက်ကပဲတိုင်ပင်ကကိုလေးကိစ္စကိုဆောင်ရွက်မိထင်သည် ပမန်ကတော့ဘာလို့ရမှမသိတော့ပါ အကြီးတွေကကြည်စီစီမြည်ဆို၍စိတ်အေးရသည့်တိုင်စေကိစ္စဆိုတော့အနေငယ်စိတ်ပူမိသည် မူးယစ်စီဆိုဒီကကာယကံရှင်နာမကကာယကံရှင်ဤမိသားစုကိုပါစိတ်ရောလူပါချွတ်ချုံကြပါစေ၏အခမ်းမတင်နေရင်တမိသားစုလုံးဘဝပြတ်နိုင်သည့်အခြေအနေမဟုတ်လားပံပတ်မှာအမိနေမကောင်းရင်ပြုစုပေးနေရသည်ကတစ်ဖက် ကိုလေးပြဒနာကြောင့်စိတ်ပူပေနေရသည်ကတစ်ဖက်နှင့်ဒီရက်ပိုင်းနေလို့ထိုင်လို့မကောင်းလားပါနကူကစာအုပ်စိတ်ဝင်စားရှိလာသူမဟုတ်တီအတွက်ယခုကဲ့သို့အိမ်တွင်းပြဿနာချီနေချား၌ပံပံစာမလုပ်နိုင်တော့ဘီ စာအုပ်တော်မကိုင်းဖြစ်ပြီးစိတ်လီနေမိ၏နောက်တော့ကိုကြီးဩရတာကကိုလေးပြည့်စုံကိုရန်ကုန်အလေလာဖို့ခေါ်လိုက်သည် ကြည်ရဒီမှာ ကိုကြီးကိုယ်တိုင်နေမစင်းလာနိုင်ပြီးရန်ကုန်ကိုခေါ်ပြီးတစ်ချက်ကုန်းနှစ်ချက်ပြက်အနေနဲ့အပေါင်းသင်းဆိုးယူနေခဏခွဲပြစ်သလိုလူတွေ့ပြီးလည်းဖြောင်းပြပြောဆိုစီယုံမှုကြက်စီထားပုံရသည်ကိုလေးတို့တော့စိတ်ကိစ္စနဲ့ပတ်သက်ပြီးဘာတခုံးမှမပြောဘဲဒီတိုင်းအလေတသက်ဖြင့်ပြောပြီးခေါ်လိုက်ခြင်းဖြစ်သည် ရန်ကုန်မရောက်ဘူးတော့ကိုလေးရလေကြည်ကြည်ပြူပြူနဲ့လိုက်သွားလေသည်ကိုလေးပြေဆုံးရန်ကုန်နေနှစ်ပတ်ကြာသွားခဲ့သည်ထိုနှစ်ပတ်အတွင်းကိုကြီးကဘလို့ဖျားဖျားတိမ်တင်းလိုက်သည်မသိပါကိုလေးစိတ်မတုံတော့ဘူးဟုပြန်ကြားသည်ရသည်အစကတည်းကလေအပြော့စားလေးတွေကိုသာစမ်းသုံးကြည့်သည့်အချိန်ဖြစ်သည့်အတွက်ဖြတ်ဖို့မခက်ခဲခြင်းမင်းရန်ကုန်နေနှစ်ပတ်မြောက်နေပြီးတွင်တော့လာရှုမပြန်ခိုင်းတော့ပဲတောင်ကြီး၌ရှိသောဦးလေးကြီးကားဝဲလျှော်တွင်ကုလုံရန်ပို့ပေးလိုက်သည် အလုံလဲလုံးနေပြီးအပေါင်းသင်းတွင်နေလဲအနေဝေးသွားသဖြင့်ကိုလေးပြေဆုံးချင်းချင်းသွားသည်ဟုဆိုရမည်။လေယူတိုက်တိုင်းလှုပ်ရမ်းနေသည်တည့်ရွက်ချောက်လိုမတိမငိမ့်နှင့်ရောက်ရခန့်နေရသူကပန်ပန်ရင်အိမ်တွင်ကိုလေးမရှိတော့၍ပူစရာအဖို့တစ်ခုငိမ့်သွားသည့်တိုင်အိမ်တွင်ပူရရာတော့ရှိနေမြဲပင်မကြာခဏတွေးတိုးဖြစ်နေသော အမေကိုပြုစုရသည်ဟာတစ်ဖက်ဆိုင်တွင်ကုလုပ်ပေးနေရသည်ဟာတစ်ဖက်နှင့်ပန်ပန်လည်းအတော်ကိုခြေကုန်လက်ပန်းချရပါသည်။ ကိုကြီးနဲ့မမျက်ကလည်းသူတို့ဆောင်မပွဲနဲ့သူတို့ရှုံနေတော့အဝေးကနေပဲတရင်မင်းနိုင်ခဲ့သည်တခါကဆို အမေတွေးတိုးပြီးဆင်းုံတင်လိုက်ရသေးသည်လေးလိုက် ခီးတစ်ခုထွက်နေရသည်ကိုကြီးကခီးလွန်နေသည်ဖြင့်မလာနိုင်ခဲ့ပါ မမမျက်ကတော့မန်လီကနေဆင်းလာဖို့လုပ်သည့်တိုင်အမေကမလာခိုင်းခဲ့ပါတရနေ့ရက်ဆိုစေးုံဆင်းလို့ရပြီဟုဆိုပြီးစေးချောင်းသူမမမြတ်ကမပြေမန်းစီခဲ့ပါ။နေ့ရက်သာစေးုံတက်ခရာတီတိုင်း ပန်ပန်မှာတော့အိမ်နှင့်ဇေယုံကိုပြာနေအောင်ပြေးလွှားနေရသည်ရက်ွက်ကောင်းကြီးတော်တော်သည် မဟုတ်ရင် အမေဇေယုံမစင်းခင်ပန်ပန်ဘုံဘုံလေးကြသွားမှသိကြသည်အထက်ပါအခြေအနေရရက်တွေဟာဆမ္မုပွဲမပြေခင်၌တောက်လျှောက်ဖြစ်လာခဲ့သည့်အတွက်ပန်ပန်ဆမ္မုပွဲရတဲ့အခြေအနေသည်မကောင်းမွန်ခဲ့ပါတစ်ချိန်လုံးပေါ့ပေါ့နေပြီးစာမလုံးခဲ့ရလဲပါပါသည် စာကိုစိတ်ဝင်စားခြင်းမရှိခဲ့သူအတွက်ဖြစ်လာသည့်ဘလို့အခြေအနေမဆိုက အကြောင်းပြချက်တစ်ခုတည်းမပို့ခဲ့ပါတို့နှင့်ဆယ်နှစ်ဆောင်မှုပဲကြီးပြီးဆုံးသွားခဲ့ပြန်၏ပမန်ကတော့ဆောင်မှုပဲဖြီးပြီးဒီနှင့်အောင်စင်းကိုစောင့်စီရမလို့ပဲ ကို့အခြေအနေကိုတေချာတိလိုက်ပါသည်ဒီတစ်နှစ်လဲသွားပြန်ပြီဆိုတာပြာဘလို့ဦးငယ်မိမယူတော့မဲဟုတ်လားဆိုင်းစင်းဘုံစင်းဆိုလိုက်တော့ဦးငယ်စကားကအလုံးကိုအားအားတင်သွားစီဒီမှာအမှန်ဟုတ်တယ်လေ ဦးလေးငယ်ဆိုတာအသက်35နှစ်ထိမိန်းမကိစ္စဘာညာမရှိပဲတကိုယ်တည်းလူပြိုကြီးဖြစ်နေလာခဲ့သူဒီလိုလူကရုတ်တရက်မိန်းမယူတော့မီဆိုတော့မယုံနိုင်အောင်ဖြစ်ရသည်ချစ်သူရီးစားရှိတယ်လို့လည်းမကြမိသေးဘူးဟုတ်တယ်ငါးလပိုင်းနဲ့မင်္ဂလာဆောင်မစိတ်ကူးထားတယ်ချက်ချင်းကြည့်ပါလားဘလို့ဖြစ်ရလဲဦးငယ်ရမင်းကြည့်တာမယုံတယ်လို့ပဲဆိုမိသည် အခုထိဦးငယ်နောက်နေသည်ဟုပဲသူထင်မိသည်ဦးငယ်ကပျော်စီပျော်စီနဲ့မဆောက်နိုင်တော့လို့ပေါ့ နေပါအောင်ကောင်မလေးကဘယ်ရတွဲနေတာရောဘလောက်ကြာပြီလဲလာရှိုးသူပဲတန့်ရန်အလယ်လိုင်းတွေ့ကြရဆိုပါတော့ဦးငယ်ကလည်းဆရာဝန်တယောက်ဖြစ်ပြီးတန့်ရန်မျိုးရင်တာဝန်ချနေသူဖြစ်သည် အလောအင်တန်များသူမို့တန့်ရန်နဲ့တိတ်မွေးလာသည့်လာရှိုးကိုပင်တနစ်နေလို့မှတခါတော့နိုင်နိုင်လာခဲ့လာသူကရီးစားရတော့ခြင်းသည်အတော်လေးရောကခလာသည်အင်းလေယောက်ျားဆိုသည်ရလေ ချစ်မိကြိုက်မိသွားပါကဘလောက်အနီအေးပြီးအချိန်မပေးနိုင်ပါစီခြေသွက်လက်သက်ရှိလာနိုင်ဒီပဲကိုတွဲပြတာကတော့၅လလောက်ရှိပါပြီဟင်၅လပဲရှိသေးတာယူရတော့မလို့လားကိုတို့အသက်ရွယ်ဘာလို့ထက်ဆောင်ရမှာတော့ငါတို့မင်းကြီးသားရဲ့ယူပါစီသားရဲ့မင်းဦးလေးမိမမျိုးမချင်းအမေလည်းစိတ်ဖြောက်မှာမဟုတ်ဘူးအခုတော့သူ့တိုင်ခံမဲ့မိမတွေ့တာပြီပေါ့လေအမေကဦးလေးငယ်ကိုမျက်စောင်းခေးရင်ဝင်ဆိုလိုက်ဤ ။ဦးလေးမိမရဖို့အတွက်အမိမှဘလောက်အားစိတ်ခဲ့ရမယ်မင်းကြည့်တာအတီဆုံးပြီမို့ပြောင်းရည်တာနေလိုက်။ဦးလေးငယ်ကအမေတို့မောင်နှမ၌ငယ်ဆုံးဖြစ်သည်။အမေဒေါ်တထားချီနှင့်အသက်ကွာလာသဖြင့်ဦးလေးနှင့်သူက10နှစ်ကျော်လောက်သာကွာတော့ဦးလေးနှင့်သူဆက်ဆံရေးထက်ညီအကိုလိုဖြစ်ခဲ့သည်။အရင်ကဦးလေးငယ်ကလာရှုံမှာပဲနေသည့်အတွက်သူတို့တင်းရင်တင်းရှိလာသည်။နောက်တော့မိုင်းရဲ့ရောက်သွားလိုက်တဲ့ရန်ရောက်သွားလိုက်ညင့် နယ်ဘက်တွေကိုတာဝန်ကျလာတော့အနေဝေးသွားသဖြင့်ထွေထွေတူတူတိတ်မပြောဖြစ်ခဲ့ကြတော့ပါစိမ့်သွားတဲ့ရဲလို့မဟုတ်ပဲမလို့အပ်ပဲစကားတွေပြောခဲ့ခြင်းသာဖြစ်သည်အခုဦးလေးငယ်ရုတ်တရက်လာရှုပ်ရောက်လာတော့မှအံ့ဩဝါတော်ရုံသာရှိသေးသည်အကြောင်းရင်းကမိမယူလာတိုင်းမင်းသည်တဲ့ဒါနဲ့ကောင်မလေးရ25နှစ်ကျော်ပဲရှိသေးရဲ့ဆိုမင်းကြည့်တာအရွယ်လောက်ပဲဦးမင်းလိုအိုကြီးအိုမဘလို့ချုပ်လိုက်တယ်လဲစောကြည့်ငယ် ဟာယောက်ျားလေး36ကမအိုသေးပါဘူးဗျအခုမှတကယ်အရွယ်ကောင်းရှိသေးတော့ပြောတော့မင်းကအမ38လောက်ပါမပြေသေးဘူးမိုင်36ပဲပြီကနေနေပြီးတော့တွက်ကနေသေးရအမေတို့မောင်နှမအောင်ချိန်ပြီးမင်းကြီးသားသဘောကျစွာရေးလိုက်တာဒါနဲ့ဥလိယ39ပြီတော့မှာမလားကျွန်တော်က35နှစ်ပဲရှိသေးတယ်ထင်နေတာဒါပေမဲ့တကယ်တွေးကြည့်ရင်ဥလိယ30လောက်ပဲရှိသေးတယ်ထင်ရတယ်နော်တကယ်နှုတ်လို့နေကျွန်တော်တော့အားကျမိတယ်တွေ့လား ငါသူပဲကောင်းလဲအမှန်တိုင်းပြောတတ်တာအရင်တိုင်းပဲအမြင်ရှိတယ်လူတိုင်းကဥလိမ့်လို့မှန်တည်တယ်မင်းမိငါအမပဲမျက်မှန်တက်ထားပြီးတော့အမြင်မရှိဘူးဥလိမ့်ငယ်ကကျင်းနဲ့ဆောင်ဆူလိုက်တော့အမေကသူ့ကိုမျက်ဆောင်ခဲ့ရင်အယူပုံမြောက်လို့ပြန်ပြီခေါင်းခိုင်ရင်ညီတော်ကြီးတကယ်တော့ तू ကတမင်မြောက်ပြည်ညီမဟုတ်ပါအသားပြပြူအရေးထောင်မမောင်နေဦးလေးငယ်ကမတိနေရင်30စစုံးကသာထင်ရသည်ဒီနုဖတ်နေသည်။ဘာပဲဖြစ်ဖြစ်လေ ်ကောင်မလေးနဲ့တော့စနစ်ကျော်ပါတာပဲမင်းဘယ်လိုများယူလိုက်နိုင်သလဲအမကကို့မောင်ကိုအထင်သေးနေလိုက်တာကျွန်တော်မှလည်းကျွန်တော်နီးကျွန်တော်ဟန်ရှိပါရဲ့ဗျာအခုတော့ तू ကလက်ထက်ချင်နေပြီဆိုလို့မင်္ဂလာပွဲအမြင်စီစဉ်မလုပ်ရတာတော်စမ်းပါဟဲ့လူအထင်ကြီးအောင်ပြောနေစမ်းပါနဲ့ငငယ်လေးရတာတော့ကို့ဘာသာစိတ်မချဖြစ်ပြီးအမြင်ယူဖို့လုပ်နေရများမသိရင်ခက်မယ်ဒေါ်တထားကြီးကကို့မောင်အောင်ကောင်းကောင်းတည်နေတော့နှာခေါင်းရှုံပြီးဆိုလိုက်သည်စောကြည့်ငယ်တယ်ဘာမှမပြောတာနိုင်မယ်ပြုံးပြီးဖြစ်နေတော့သည် ထိုအခိုင်ကောင်းကင်းရောက်လာတော့ရောက်လာပြီလားသားအန်ဒီလည်းအခုပဲလမ်းခေါ်တော့မလို့ပဲဦးလေးငယ်ရောက်နေရဲ့ဆိုကောင်းကင်းနဲ့ဦးလေးငယ်ကငငယ်ရတာဆုံးမှုခဲ့ကြတဲ့ဖြင့်ရင်းနှီးလာသည့်ဆက်ဆံရေးတော့မဟုတ်ပါတို့တော့တန့်ရံဘတ်တို့ဈေးကွက်တော့ပေါက်စီကဦးလေးဖြစ်သူနဲ့တခါတွေ့ခဲ့တော့တိတ်ပြီးစိမ့်လာသည်တော့မဟုတ်ပင် ဟုတ်တယ်သားကြီးမိမယူဝဲကိစ္စပေါ်လာတော့မှပဲအိမ်ကိုရောက်လာတော့နေလीအခါတိုင်းကျလာပါလို့လေကျောင်းကွက်မတက်ခေါ်လာတော့မလာအောင် မိမတောင်းမှုကိစ္စမဟုတ်ရင်ဒီအမကိုဖတ်တောင်မလုပ်ဘူးလေအမကလည်းကလေးရရှိမှကျွန်တော်ကိုပြောပြီးသူတို့တွေရင်မိကြဤခြားခြားပါပါမိသားစုဝင်တွေတွေ့ဆုံတဲ့ချိန်ကိုအခုမှပဲအမြဲတိတ်ဆိတ်နေသည့်အင်အားစုငယ်နေတော့သည်ဦးစောကြည်ငယ်ကချုံမောတန်းစင်နေတော့ကောင်းချီးဝင်ကြည့်ပြီးတတိတရားဝင်ချီးကျူးလိုက်သည်ဒါနဲ့မတူရဲ့တဲ့င်းတွေကိုခဏခဏကြားမိတယ်ဒီနေ့မှအတော်နာမည်ကြီးနေရဆိုဒီလောက်လည်းမဟုတ်ပါဘူးလေငယ်ဟာလူတွေကချေကားပြီးပြောကြတာပါဘာလို့မဟုတ်ရမှာလဲ ဒီနှစ်ကောင်းချင်းရအစိုးရပေးတဲ့စွန့်ဦးတည်တွင်လူငယ်လူငယ်ရှင်စုရဖို့ရှိတယ်တဲ့ဦးလေးငယ်မင်းကြီးသားဝန်ဆိုလိုက်တော့ဦးစောကြီးငယ်မှာတအံ့တော်ဖြစ်ရပြီးငငယ်ရွယ်နှင့်အင်တန်ထူးချွန်ထမြက်သောသူတူတဲ့ဂုံရပြန်သည်မင်းအတွက်ဦးငယ်တိတ်ကုန်ရွယ်ကွာကောင်းချင်းရတော့သူ့ထုံးစံတိုင်းပြုံးတာပြုံးနေအမြဲကြီးကျူးခံရသည့်အမြင်မှုနဲ့သူ့ကုံတဲ့င်းတွေအတွက်သူကအထွေထူးပင်မခံစားရတော့ပါ ထူးချုံပြီးအမြဲစူးစမ်းနေသူလူငယ်တယောက်တည်းအောင်မြင်မှုတွေ၌နေသားကြနေခဲ့ပြီလေထို့နောက်သူတို့ဦးလေးငယ်၏မင်္ဂလာပွဲအတွက်ဆွေးနွေးတိုင်ပင်ကြသည်ဦးလေးငယ်ဆုံးဖြတ်ချက်အရတကြံပြီးတွင်ဆစ်ဆက်တောင်းရန်ပြီးမာလာပိုင်းထဲတွင်ရက်ကောင်တစ်ခုယူ၍ငါမင်္ဂလာဆောင်မှုအတည်ပြုခဲ့သည်မင်္ဂလာဆောင်ကိုလည်းဤအင်ကြီး၌ခန်းခန်းနားနားပြည့်စုံမှုသာဆုံးဖြတ်လိုက်သည်လူပြိုကြီးဦးလေးငယ်ကမင်္ဂလာပွဲအတွက်အခုတည်းကပင်တွေ့ကြကပျော်ရွှင်နေတော့၏ ချစ်မြတ်လို့ရသူပိုင်ဆိုင်ခွင့်ရဖို့အားထုတ်ခြင်းဟာအပျော်ရွှင်ဆုံးအရာတစ်ခုပဲမဟုတ်လား Messenger တွေဝင်လာသည့် message ကိုမြင်တော့ကောင်းချင်းနှခမ်းတွေကအလိုလိုပြုံးသွားသည် ပုံမှန် Messenger မသုံးသလောက်ရှိသည့်တိုင်ဒီတစ်ခါတော့စာတကြောင်းကိုစိတ်လိုလဲရရေးပြီးပြန်လိုက်သည်ခဏနေတော့နောက်ထပ်ထပ်ဝင်လာသည် အလုံများလုံးလာသူမို့ check တင်လိုက်အချိန်ကုန်ခံနိုင်သည့်ကောင်းခြင်းဟာအခုတော့ဒီ conversation တွင်လူလလလာပင်အချိန်ပြုံးလိုက်သည် နိုင်ဝက်ကြသွားသည်လားဘလောက်တောင်ကြသွားပြီလဲအချိန်တွေပဲမသိတော့ပါစကားပြောနေရင်သူ့နှခမ်းတွေကလည်းပြုံးနေမိသည်ကောင်းချင်းညစာစားရကောင်းရင်စိတ်တွေကဖုန်းနဲ့ဆံဝင်နေတော့အကုန်မင်းကြည့်တာခေါ်လိုက်ဒီမင်းမကြားမိပါနောက်တစ်ခေါက်ထက်ကတော့မှသတိဝင်လာပြီဗျာကိုကြည့်တာဘာပြောလိုက်တာလဲညစာစားရအောင်လို့အစင်းသိဖြစ်ပြီ sorry ဗျာကျွန်တော်မကြားနိုင်လို့ မင်းကြည့်တာကောင်းကြီးရောအကဲခတ်ကြည့်လိုက်ဒီခုနကလေးကဖုန်းကြည့်ပြီးတပြုံပြုံဖြစ်နေသည့်ကြောင်းကြီးကိုသူတတိထားမိသည်ဘသူနဲ့ပြောနေမှမသိတော့လေဒီလိုအပြုံမူကကောင်းကြီးပုံစံမဟုတ်မှန်းမင်းကြည့်တာကောင်းကောင်းသိပါသည်ထို့ကြောင့်လေထူးဆန်းသလိုဖြစ်မိကဘသူနဲ့ပြောနေလို့ခုံချမ်းနေအောင်ဖြစ်ရလဲငါညီတငယ်ချင်းတောက်နေပါတငယ်ချင်းဟုတ်လို့လားမင်းကြည့်တာစူးစမ်းသလိုနှင်းဆူလိုက်တော့ကောင်းကြီးမလုံမလဲနဲ့ဟုတ်ပါရဲ့ဗျ ကျွန်တော်ဘာလို့အကိုညာမှလဲ음မင်းကိုကြည့်ရတငယ်ချင်းနဲ့ပြောနေရတယ်မတူဖုန်းကရင်မျက်နှာကြီးကပြုံးထုံနေရများမင်းကိုပေါ်ပြီးရစီတီတက်လာမှတော့စိုးရင်ရတယ်တာမန်တငယ်ချင်းတော့မဖြစ်နိုင်ဘူးရီးစားနဲ့မဟုတ်လားဟာအကိုကလေကျွန်တော်မှရီးစားမရှိရအကိုလည်းသိရဒါလည်းဟုတ်တာပဲဒါပေမဲ့မင်းနဲ့စကားပြောတဲ့တငယ်ချင်းကကောင်းမလေးဖြစ်မယ်ထင်တယ်ဒီတခါတော့ကောင်းကြရမငင်းတာတော့ပဲ ဟုတ်တယ်ဗျ US ကို scholarship program နဲ့တော့ဟာတော့အတူပါရဲ့တငယ်ချင်းမှာမတွေ့ဖြစ်တာကြပြီအခုမှ Facebook ပေါ်မတော်တဆပြန်တွေ့ရင်တငယ်ချင်းဖြစ်သွားတော့မှစကားပြောပြောမိတယ်ဒါကြောင့်ပြောမကုန်နိုင်အောင်ဖြစ်နေရပါကောင်းချင်လို့လူကိုဖမ်းချနိုင်သည့်မိန်းကလေးတငယ်ချင်းဖြစ်သည့်အတွက်မင်းကြည့်တာနဲ့အနေငယ်စိတ်ဝင်စားသွားကကောင်မလေးကဘယ်ရလဲမင်းနဲ့ရိုးရိုးသားသားမဟုတ်ရဲ့လားဟုတ်ပါတယ်ဗျာနာမည်ကငိမ့်အီဂရီတဲ့အကိုတည်ရင်တည်မတင်နေ social influencer တယောက်ပဲ ဆိုရှယ်မီဒီယာမှာတော့နာမည်ကြီးနဲ့ပြောရမယ်။ငင်းရီဂရီကြားတော့ကြားဘူးတယ်။အကိုကဆိုရှယ်တိတ်မသုံးတော့တေးချမ်းသိဘူး။မင်းသူ့ကိုသဘောကျနေရပုံပဲ။ဟာမဟုတ်ပါဘူးကိုကြည်သားရ။ကောင်းကြီးကမျက်နှာနီနီနီငင်းတော့သည်။မင်းကြည်သားသဘောကျစွာပြောလိုက်ရင်။ဟုတ်ပါပြီ။ကဲလားထမင်းသွားဆိုင်အောင်အမေတို့ဆောက်။ဟုတ်ကိုကြည်သား။ကောင်းကျင်းလေငင်းရီကိုနှုတ်ဆက်စကားဆိုပြီးမက်ဆေ့ချာထွက်လိုက်သည်။ ငင်းက US ကို scholarship program နဲ့တောင်းရသည့်မြန်မာတောင်းအောက်ထဲကတူဦးသေးသောမိန်းကလေးဖြစ်သည်။ final ကိုသူတယောက်တည်းတက်သွားနိုင်ပြီးကျန်နှစ်ယောက်ကပြုတ်ကျန်ခဲ့ခြင်းဖြစ်သည်။မိတို့ဝင်ဖြစ်စီငင်းကအတော်တော်သည့်မိန်းကလေးဆိုတာမငင်းသာနိုင်ပါ။ပြောရရင်ငင်းနဲ့သူ Facebook တွင် friend ဖြစ်ဒီမှာမကြသေးပါ။ငင်းကသူ့ကိုအရင်လာအပ်သည်။အကောင့်ကြီးတော်မှာတိကျွမ်းနေသည့်မိန်းကလေးဖြစ်သည့်ဖြင့်လက်ခံခဲ့ရင်စကားပြောပြခဲ့သည်။ အချိန်တော်ကြာမဆက်သွယ်ဖြစ်သည့်တိုင် သူတို့ကအရင်ထက်ပင်ရင်းနှီးသွားသည်အရင်ကခင်ုံလာခင်ခဲ့ပြီးမြန်မာပြည်ပြန်ရောက်ပြီးနောက်ပိုင်းအဆက်အသွယ်ပြတ်သွားတော့တိတ်မရင်းနှီးဘူးဟုဆိုရမည်အခုမှညာရင်းနှီးပါစကားပြောဖြစ်တော့သူတို့ကြာပုံမရင်းနှီးနှွေးထွေလာခဲ့သည်ကိုကြည်သာပြောသလိုသူငင်းကိုသဘောကျနေသည်လားဆိုတာသူ့ကိုယ်သူဝေခွဲမရပါတေချာဒီကငင်းဟာသူ့ဘဝတွင်ပထမဆုံးအချိန်ပေးပြီးရေးတူဆက်ဆံသည့်မိန်းကလေးဖြစ်သည် ငင်းရောသဘောကျသည်လားမကျသည်လားမသိသည့်တိုင်ငင်းဤလက်ပါမှုထူးချွန်ထက်မြတ်မှုနှင့်ကြောကြောမှုတွေကိုတော့သူသဘောကျခဲ့သည်ပညာရေးတွင်ထူးချွန်ထက်မြတ်သည့်အပြင်ငယ်ရွယ်လက်ပါပြီး social influencer အဖြစ်လည်းနာမည်ကြီးစားပြုလာသောငင်းဧကရီဟာသူသတ်မှတ်ထားသောစံချိန်စံနှုန်းတွေနှင့်ညီမျှနေခဲ့သည်ကောင်းချင်းဒီငယ်ဤသဘောကျခြင်းဟာအထင်ကြီးရနေပင် မြေဖြားခံလီတော့ဆက်ရန်စုခတ်ပန်း မောင်ရင်နာတပ်ဖွဲ့မြစ်တာဖြူပါအချင်းမပေါ်စေနဲ့အပိုင်း78ကောင်းကငိမ့်ထင်ထားတာတက်တောင်းအများကြီးပို့လို့နိုင်နေတယ်ကောင်းရဲ့အမြင်မှုရဲ့အတွက်ငိမ့်တကယ်ချီကျူးပြီးဂုဏ်ပြုပါတယ်လှလှလေးလေးဆိုလိုက်တော့ငိမ့်ချီကျူးစကားကြောင့် ကောင်းချင်းတစ်ချက်ပြုံးလိုက်ပြီးဒီလောက်လည်းမဟုတ်သေးပါဘူးကိုကအခုမှစူးစမ်းသေးပါပဲကောင်းကကိုကုတ်ကိုနှိမ့်ချနေပြန်ပြီ ဘလိုပဲဖြစ်ဖြစ်ကောင်းကနိုင်ငံတော်ကချီးကျူးကုန်ပြရတဲ့ကိုတော်လို့နေရတော့ညင်းမြပါအောင်နော်ဒီနှစ်လေအစိုးရပေးတဲ့ဆုယူအောင်မယ်မဟုတ်လားငိန်တဲ့ရင်တွေရပါတယ်ငိန်စကားကိုကောင်းချင်းအပြုံးနှစ်သာတုံ့ပြန်လိုက်သည်ဒါကသူနှစ်ငိန်ပထမဆုံးချိန်ပြန်ဆုံတွေ့ကြခြင်းဖြစ်သည်ငိန်ကပြုံးနှစ်မတူဘလော့တစ်ခုရိုက်ဖို့လာရင်မှသူရှိရလားရှို့တို့တကူတကလာရောက်ခဲ့သည်အပြင်မှာတွေ့ဆုံတော့မှငိမ့်ဒီအင်းရထက်အများကြီးပိုလာလာသည်ကိုသူသတိပြုမိသည် ်ငိမ့်ဒီအလားပါနဲ့ကျမ်းမာရေး vlog တွေကိုရေးသားနေသည့် vlogger တယောက်ဖြစ်သလိုတခါတလေခီးသွားဆောင်မတွေလည်းရေးတတ်သည် လူလေးကငယ်ရွယ်လှပပြီးတက်တက်ကြွကြွရှိက creation နဲ့အပြည့်ရှိပြီးတော့တခဏအတွင်းမှာပင်အတော်လေးအောင်မြင်လာက လူကြိုက်များသည့် influencer တယောက်ဖြစ်လာခဲ့သည်ယခုဆိုကြော်ညာအချို့ပင်ရိုင်းလာခဲ့ပြီဖြစ်သည်တို့ကြောင့်ကောင်းကြီးမီနဲ့ငိမ့်အီရေးချင်းတို့ကိုအတိအမှန်မပြုဘဲနေနိုင်ခဲ့ပါငိမ့်နဲ့တော်ပါတယ် အခုဆိုတက်သစ္စာတွေထဲမှာငင်းရအတော်ရှိပြီးနေတယ်။ပြောရရင်ဒီဘက်ခီရဲ့ social platform မှာမတည်သူမရှိမရှိတော့အောင်နာမည်ရနေပြီ။အခုလိုမျိုးငင်းအောင်မင်းနေရာတွေ့ရတော့ကိုတကယ်ဝမ်းသာပါတယ်။ကောင်းချင်းဤချီးကျူးစကားကြောင့်ငင်းရရှက်ပြုံးပြီးပြုံးလိုက်ရင်ဒီလောက်လည်းမဟုတ်သေးပါဘူးကောင်းရင်ငင်းရအပြိုင်ဆိုင်တွေကြားမှာစူးစမ်းနေရင်အဆင်မရှိပါသေးရဲ့။ငင်းနဲ့နှိမ့်ချတတ်တယ်နော်။ ကိုကတော့ငင်းရအစင်းနေမဟုတ်ဘူးအချင်းမှပြည်စုံတမိကလေးလူမြင်နေကောင်းကြီးကသဘောရုံးနဲ့ပဲချီချူလိုက်တဲ့အချိန်ငင်းရတော့ထိုစကားတွေရင်ဖူသွားရသည် ထို့အတူစိတ်ထဲလည်းကျဉ်တ်သွားမိ၏ကောင်းကြီးတို့ယောက်ျားတယောက်ထံမှဒီလိုချီချူချင်းခံရခြင်းကတိတ်ကျဉ်တ်စရာကောင်းသည်မဟုတ်လားရှင်းသက်ချုံမနေတော့ကောင်းကြီးမျက်နှာကိုခုကြည့်ရင်ငင်းရမခုတ်တရုပ်ပြုံးနေနဲ့ကောင်းရတော့လေငင်းကိုမြှောက်ပြီးပြောနေပြန်ပြီငင်းတော့ခြေထောက်နဲ့မြေကြီးမထီတော့ဘူးထင်တယ် ။မြောက်တော်မဟုတ်ပါဘူး။ကိုတကယ်ပြောနေရပါ။ငင်းအောင်မြင်မှုအလားလာတွေအများကြီးရှိပါရဲ့။ဒီလောက်မြောက်ပြေနေမှာတော့တခုခုဝယ်ကြည့်မှဖြစ်တော့မင်း။နောက်မှကြွေးတော့အခုတော့ငင်းရကိုယ့်ရောင်နေတဲ့အတွက်ကိုပဲထမင်းကြွေးပြသည်။ဟုတ်သားပဲ။ဒါပြင်းတက်နိုင်ပါအောင်လေ။ကောင်းကြည့်ရပဲစားလိုက်တော့မင်း။ငင်းကြီးရေတန်လည်းလေးရအခန်းထဲမှာပြန်နေလာ၏။ရှည်ရင်တော့ငင်းရချက်ဆက်ကောင်းရည်တတ်ပါသည်။လာရှိုးအလေလိုက်နဲ့ငင်းကသူ့အိမ်ရောက်လာခဲ့ခြင်းမင်း။ ငင်းနေစကားပြောပြီးနောက်ညစာစားဖို့တော့ပါဖိတ်ကြရင်အိမ်ကအတော်ယူပြင်ဆင်ခန်းလိုက်ပြီးထိုးစမှာပဲဟောအဲ့တဲ့ရောက်နေရပဲမင်းကြီးသားအိမ်ရောက်လာရင်ငင်းကိုတွေ့တော့ဆိုလိုက်ပြီးကောင်းချင်လဲအကိုဖြစ်သူနည်းငင်းကိုမင်းဆက်ပေးလိုက်ဟုတ်တယ်ကိုကြီးသားဒါကျွန်တော်အကိုပြပြမှုတဲ့ငင်းဂရီဆိုတဲ့တင်ငင်းချင်းလေးငင်းဂရီဟုတ်လားဩတည်ပြီ US program မှာအတူတိုင်းရဲ့ဘွေတင်ငင်းချင်းဒါနဲ့ငင်းဂရီကိုအကိုမြင်မှုတလို့ပဲ မင်းကြီးတာသွေးစွာဆိုလိုက်တော့ကောင်းချင်းပြုံးလိုက်ခါမြင်မှုမှာပေါ့ဗျာအန်ဒီတက်စီကိုရေးမှာကတ်ထားတဲ့ခေါက်ခိုက်ပြက်စီကြောင့်ရောင်ပိုစတာရဲ့မော်ရယ်ကငြိမ့်မယ်လीဟာဟုတ်သားပဲအပြစ်မပူလာရယ်နော်မင်းကြီးတာစကားကြောင့်ငြိမ့်ရရှက်စနိုးလေးပြုံးနိုင်ပြီကျေးဇူးတင်ပါတယ်ရှင်ငြိမ့်လို့ပဲရင်းနှီးနှီးခေါ်လို့ရပါတယ်ငြိမ့်ဒါကကိုအကိုကိုမင်းကြီးတာဆရာဝန်တယောက်ပေါ့ဟုတ်ကဲ့တရားရဝန်တာပါရယ်ရှင်ကျွန်တော်လည်းရင်းနှီးခွင့်ရရတဲ့အတွက်ဝန်တာပါတယ်ခင်ဗျာ မင်းကြီးတိုင်းရင်ကျေးပြူငါစွာပင်နှုတ်ဆက်သည်အသားပြူပြူနှင့်ရုပ်ရည်တန့်ပြန်ပြီးတီတီကြီးကြီးရှိသောမင်းကြီးတိုင်းအတွင်ရလည်းသဘောကျเสียကောင်းပါသည်ကောင်းချင်းတို့အမျိုးတွေအားလုံးကယုံကြောကြသည်ပဲဟုငြိမ်းတွေးမိလိုက်သည်ကိုကြည်သာတမင်းမဆသည်တခါရစားတော့ပါလားတော်ပြီနီအခုဟိုနေရာဂျက်ကက်လေးကြံနေကလေးပြန်လာယူလားဝင်စားတော့လိုက်ပါဗျာတခါလေးလေးကျွန်တော်အိမ်မှာစားတာဟုတ်တာပဲကိုမင်းကြီးတိုင်းငြိမ်းတဲ့ကောင်းနှစ်ယောက်တည်းဆိုပြင်းနေမှာ တုံးရောက်ဆိုတော့ထမင်းဝိုင်းလည်းမိန်တာပေါ့နော်ငြိရပါဝင်ပြောတော့မင်းကြီးတာလည်းညီရခလာတပြင်းအာနာနာနင်းပြင်းဝင်စားခဲ့သည်မိတို့ပင်ဖြစ်စီတွက်လက်ပြီးစကားပြောကောင်းကငိမ့်နဲ့မင်းကြီးတာအတော်ရင်းနှီးသွားခဲ့ရပါသည်ငိမ့်ရံပုံပြန်သွားပြီးနောက်ပိုင်းတွင်လည်းကောင်းကျင်းနှင့်အဆက်အသွယ်ပြတ်ခဲ့ပါအလုံကိစားနှင့်ကောင်းကျင်းရံကုန်လာတိုင်းမကြာခဏတွေ့ဆုံပြည်ခဲ့ကြသည်သူတို့ဤဆက်ဆံရင်ကတငယ်ချင်းမကြချစ်သူမကြဟုဝင်ပြောရပါမည်တရက်တော့ညင်းရအင်တာဗျူးတစ်ခုတွင် အိုင်ဒီယာတိတ်ပါစင်နဲ့ပတ်သက်ပြီးဤသို့ဖြေဆိုခဲ့သည်ချစ်သူရည်စားအနေနဲ့လိုချင်တဲ့ပုံစံကိုပြောရမယ်ဆိုရင်တော့ကောင်းချီးတင်ရလို့ပေါ့နော်ကိုရိုင်းကလည်းအမြဲကြိုးစားနေတဲ့သူမလို့လားမသိဘူးသူ့လိုတော်ပြီးထူးချွန်နေရကြလိမ့်မယ်ဆိုတိတ်သဘောကြရပဲအဲကောင်းချင်းလိုရုပ်ပါချုံရင်တော့ပူကောင်းတာပေါ့နော်စားတယ်လို့နောက်တယ်လို့ ਨੇ ရေမောပြောဆိုခဲ့သည့်တိုင်အခုချိန်ထိဘာမှမလှူရှာသေးသည့်ကောင်းကျင်းကိုရေလာမြောင်းပေးခြင်းဖြစ်သည်ဟုဆိုရပါမည် ထိုအင်တာဗျူးတွေ့လိုက်တော့မင်းကြီးသားနဲ့ကောင်းချင်းကိုစားနာမိသေးသည်။ကောင်မလေးကရင်မြောင်းဖောက်နေပြီ။မင်းကရင်မစည်းသေးဘူးလားကောင်းချင်းဘာလို့လဲဗျ။မင်းကြီးသားအင်တာဗျူးပြတော့ကောင်းချင်းကသဘောကျစွာပြောလိုက်ပြီ။လာမဘော့ကိုကြည့်တာရဲ့လောစရာမှမလိုပဲ။ဒီတော့မင်းသူ့ကိုဖွင့်ပြောတော့မှာပေါ့။ဟုတ်တယ်ကိုကြည့်တာ။ဒီတစ်ခါရင်ကုန်သွားရင်ငင်းကို propose လုပ်ဖို့ကျွန်တော်စိတ်ကူးထားတယ်။ဒီစကားကြားဒီမှာတိတ်အံ့ဩစရာတော့မဟုတ်ပါဘူး။ ကောင်းချင်းကငိမ့်အင်္ဂရီဆိုလျင်ဘလောက်အရေးပင်မှန်သူတတိထားမြင်ပြီးသားပါဒီအခြေအနေကအနည်းနဲ့အမြန်ဆိုလိုရောက်လာမြင်ုံနဲ့ကြိုတိသည်သို့တော်သူ့စိတ်ထဲမတင်မကြဖြစ်မိရန်တခုရှိသည်ဖြင့်မင်းကြီးသာကောင်းချင်းမျက်နှာကိုကဲခတ်ကြည့်လိုက်ပြီးငိမ့်အင်္ဂရီကလှပပြီးထမြက်တဲ့မင်းကလေးဆိုအမှန်ပါတယ်သဘောကျကြင်စရာပဲဒါပေမဲ့မင်းသူ့ကိုတကယ်သဘောကျရဲ့လားသဘောမကျစရာမရှိလို့လဲဗျငင်းရလှတယ်တော်တယ် ်ပညာတတ်ပြီးအရေးကြီးရှိတယ်။မိဘတိုင်ဝမ်ရလည်းပြောကြမှရှိဘူး။ဒီလိုအဖက်ဖက်ကနေပြည်စုံတဲ့မိန်းကလေးကကောင်းချီးတင်မြဲချစ်သူဖြစ်လာမှုထိုက်တန်တယ်မဟုတ်လား။ကောင်းချီးစကားကြောင့်မိန်းကြီးသားသဘောမတွေ့စွာပြီးမျက်မှောင်ကျုံမိရင်မဟုတ်သေးပါဘူး။ငါပြောတာပြင်းမှန်းချင်နေမဟုတ်ဘူး။သူ့ရဲ့အတွင်းမှာအတွင်းစိတ်ငြင်းရစေထားကောင်းပါလေ။ဒါဖြင့်မင်းသူ့ကိုချစ်လား။မင်းကြီးသားရုတ်ရက်မိလိုက်တော့ကောင်းချင်းဘာပြန်ပြေးရမှန်းမသိဖြစ်သွားသည်။ တကယ်ကဒီမေးခွန်းကိုသူကိုယ်တိုင်မတွေးခဲ့မိပါငင်းရုံသဘောကျခဲ့ခြင်းအချက်ကငင်းကြီးအလားပါကြောင့်မဟုတ်ပဲသူမ၏အရေးချင်းနဲ့အောင်မြင်မှုတွေရောက်ဖြစ်မိထင်ပါသည်တနည်းအားဖြင့်ငင်းရသူအတင်ကြီးမိသည့်အရေးချင်းရှိနေခြင်းအပြင်သူမကိုသဘောကျမိစေသည့်အဓိကချက်ပင်ဖြစ်ပါသည်ချစ်မှန်ထင်တာပဲမင်းဖြေရလည်းမီးမီးရနဲ့မင်းကြီးသားအလုံးကြွားစွာဆိုလိုက်တော့ကောင်းချင်းတစ်ချက်ပြုံးလိုက်ပြီး ။ငင်းရကျွန်တော်အထင်ကြီးရတဲ့ရေချင်းကောင်းတွေနဲ့ပြည်စုံတဲ့မင်းကလေးပဲ။ဒါကြောင့်ကျွန်တော်သူ့ကိုသဘောကျတယ်။ကျွန်တော်တို့အပြန်အလှန်သဘောကျပြီးနောက်မှာအချစ်ကလည်းသူ့လိုလိုဖြစ်လာမှာပါဗျာ။မင်းပြောတာလည်းမမှန်ဘူး။မှန်ပါတယ်။ဒါဆိုအကိုတို့ခုမင်းပဲ။မင်းကြည့်တာညီဖြစ်သူဟာလေးနဲ့တော်မြဝန်းနဲ့နေဆက်ကြည့်လိုက်ရင်အကယ်၍ငင်းအစ်ကလေးနေရာမှာငင်းကလေးမဟုတ်ပဲတခြားမင်းကလေးတယောက်ဖြစ်ခဲ့မှာဆိုရင်ရော အကိုပါလို့ဆိုလိုချင်တာလေရှင်းပါတယ် မင်းကငိမ့်ဆိုတဲ့ဖြစ်တယ်မို့သဘောကျရတာဒါမှမဟုတ်သူ့ကိုယ်ကအထင်ကြီးစရာအချက်လက်တွေကြောင့်လားအကယ်၍သူ့ဒါမှအောင်မြင်တော့ရင်ဒါမှမဟုတ်တာမမင်းလေးပဲဖြစ်နေမင်းဆက်သဘောကျအောင်ပါလားကောင်းချင်းငိမ့်သက်သွားသည်တက္ကနာတာမြစဉ်းစားနေပြီးနောက်အမှန်တိုင်းပြောရရင်ကျွန်တော်တေချာမသိဘူးကိုကြည့်တာကျွန်တော်ပြောနိုင်တာအချစ်ဆိုတာတစုံတစ်ယောက်ပေါ်အထင်ကြီးလေးစားခြင်းအနေနဲ့အခြေခံရတာပါအထင်ကြီးလေးစားလို့ဆရာဘာမှမရှိဘဲနဲ့ဖြစ်လာရဲ့အခြေခံရောဘယ်လောက်ခံခဲ့မှထင်လဲ ကျွန်တော်တို့ကတော့ငိမ့်ကြီးကကျွန်တော်အထင်ကြီးပြီးသဘောကျရတဲ့မိန်းကလေးဖြစ်တဲ့အတွက်အိမ်တော်ဘက်ထိရွေးချယ်ဖို့ဆုံးဖြတ်လိုက်တာပဲတခြားဘာမှမစဉ်းစားဘူးဗျာအဓိကကျွန်တော်တို့နှစ်ယောက်အဆင်ပြေဖို့ပဲရည်ကြီးရင်လေကောင်းချင်းဖြေကိုသဘောမတွေ့သည့်တိုင်မင်းကြည့်တာဘာမှဆက်မပြောပဲတပြင်းချကကောင်းတာခိုင်းနေပြီးတော့ဤဆက်ပြောလည်းမထူးသည်ကိုကိုတိုင်ကဆက်ကမလက်ကြိုးစားနေသည့်ကောင်းချင်းတီမဲလိုရောက်ကြတော့ သူ၏အိမ်တော်ဘက်ကငိမ့်အဂရီကဲ့သို့အဖက်ဖက်ကပြေစုံထက်မြက်သည့်မိန်းကလေးဖြစ်နေဖို့ပဲလိုအပ်သည်လေချစ်ချင်းမေတ္တာဟာကောင်းကျေးဒီမြဲအထွေထူးထက်စဉ်းစားလာအောင်အရေးပါသည့်အရာမဟုတ်လေတော့မီလာ၏ပထမရက်သက်တပတ်တွင်ဦးလိမ့်ငယ်၏မီလာပွဲကိုကြီးကြီးကျယ်ကျယ်ခန်းခန်းနာနာကျင်းပနိုင်ခဲ့သည်ဆရာဝန်အတိုင်းဝိုင်းဖြစ်သည့်ပြင်နှစ်ဖက်လုံး၏တိုင်းဝိုင်းကအတိုင်းဝိုင်းကြီးဖြစ်သည့်အတွက်စီကားလာပါသည် နေ့လယ်ပိုင်း၌ မင်္ဂလာဧကံပွဲကျင်းပပြီးနောက်ညပိုင်းတွင်တော့လူငယ်များတည်တဲ့ဒေနာပွဲတစ်ခုဆီစဉ်ပေးသည်ဒေနာပွဲတွင်လည်းဖြော်ပြပေးရန်နာမည်ကြီးဆိုတော့အဖွဲ့ကိုငိုင်းအားနာနေတော့ရက်ွက်လူငယ်များချိုက်ဖြစ်နေတော်သည် အထူးသဖြင့်ပန်ပန်ပွဲကညမှစမိဖြစ်တော်လဲညနေကလေးကပြင်ဆင်ဖိလိနေသည်မှာမပြီးနိုင်တော့ဘူးအမေပမန်ဒီညအိမ်ပြန်မအိတ်တော့ဘူးနော်အနီးတက်ခိုင်းညနေမှာမို့တွေ့မှာပဲအဲ့လိုက်တဲ့ အိမ်ကတလန်းသာချသည့်တိုင်အစိုးရတွေပါသည့်ဧကံမွေးကညာ၁၇နိုင်ဝန်းကျင်လောက်ထိရောက်သွားနိုင်သည်ထို့ပြင်ပမန်တို့ရွက်ခွက်လူငယ်တွေကတိန့်စီရနိုင်ကူပြရမည်ဖြစ်ပြီးအန်နီတက်ကပမန်နေမဟုတ်ပဲတခြားကူပြဖို့လာသည့်လူငယ်တွေကိုလည်းလိုအပ်ပါကအိမ်မှာပဲအိတ်ကိုစီစဉ်ပေးထားသည်အေးအေးသူများအိမ်မှာအိတ်မယ်ဆိုရင်ကောင်းကောင်းမွန်မွန်နေနော်ဟုတ်အမေကတော့သူ့တမီးလိမ္မာတော့စိတ်ချစွာမှရှာပါသည် ပမန်ခဝင်ကကလေးနေပြီးထွက်သွားတော့နောက်ကနေတိတိလေးလိုက်လာသူကအမောင်လုံးလုံးဟမ်လုံးလုံးနင်ခိုးလိုက်လာရဲ့ဟုတ်လားတော်သေးတယ်စိတ်ထဲမသိငါဖြစ်လို့နောက်ကိုလှည့်ကြည့်တော့မှနောက်ကနေမသိအောင်ကိုချောင်းကိုချောင်းနဲ့လိုက်လာသည်လုံးလုံးကိုတွေးလိုက်ရသည်လိုက်လို့မရဘူးလေလုံးလုံးရဲ့အိမ်မှာပဲနေနော်အသားယူအများကြီးနင်းအတွက်ငါခိုးထည့်လာပြီမယ်တိလားလုံးလုံးကိုချော့မြူပြီးအိမ်ပြန်ပို့ရသေးသည် ပြီးနောက်အဲ့ခမွေးရှိရာအနီးသက်အိမ်တို့ပျော်ရှင်တက်ကြွသောခြေလမ်းနေနဲ့အပြေးတစ်ပိုင်းထွက်လာတော့ဤတို့တော့ဒီညာသူမမဘောင်ပြောင်းလဲတို့ဖြစ်သွားစီမဲသူမခန့်ချမကိုတစချိုးပြောင်းလဲစီမိအချိုးကိတခုနဲ့ဂျုံရမြင်မှန်းသာဂျိုတိနိုင်နေလေငင်းနေနေပြီဖြစ်သည့်တိုင်တချင်းနဲ့ကတော့ခြံဝင်းကြရရင်ခက်လင်းလင်းပြက်နေနေစေဖြစ်သည်အချိန်ကည7နာရီပင်ထိုးတော်မီ အဆိုတော်ဖွဲ့ဟာဆယ်နိုင်လောက်ကလေးကပြန်သွားပြီဖြစ်ပြီးအဲ့ခံမွေးလာဧည့်သည်နဲ့တဖွဲ့ဝဲပြန်သားကြရာလူမရှိတော့သလားပဲသို့တော်လည်းဦးစောကြည်ငယ်ကြီးအရင်နှီးဆုံးတငယ်ချင်းနဲ့လူငယ်တစုကတော့အချိန်ကောင်းကောင်းနဲ့တောက်ကောင်းကစကားကောင်းနေစေဖြစ်သည်တော်တော်နှင့်လည်းဝိုင်းသိမ့်မိဟန်မရှိပဲသူတို့သမီးပင်တွားအိတ်နေပြီဖြစ်သည်ဦးစောကြည်ငယ်ကြီးတငယ်ချင်းတွေကဦးစောကြည်ငယ်ဆွဲထားပြီးရှိတ်ကောင်းနေစေဖြစ်သည်ပမာန်လည်းစပွဲတွေကိုသိရင်တဝါဝါတန်းနေမိသည် အနီတက်ကမတော်ခိုင်းတော့လဲစပိုင်တွင်ခိုးတောက်ထားသည်ဖြင့်လူလဲမူးဝေဖြစ်နေတော်သည်ပမန်ငိုက်မြင်နေသည်ကိုသတိထားမိသည့်အနီတက်ကတမီးပမန်တွားရည်အိတ်တော်လေးတင်းကြလည်းတင်းမရှိတော့တရားသူတွေကိုအနီတက်လောက်ခိုင်းလိုက်မယ်ဟိုဝိုင်းရတော့တညာလုံးပြမဲ့ပုံပေါ်လို့မနဲ့မှတင်းနေရတယ်တွားနားတော့ဟုတ်ပမန်ကနှခါပင်ပြောရပါအိတ်ခန်းရှိရာတချိုးလေးလစ်သွားတော်သည်တကယ်တမ်းအန်ဒီတဲ့အိမ်မှာအိပ်ဖြစ်သွားသည်ကပန်ပန်နှင့်ရက်ခွက်ထဲကအမတယောက်သာဖြစ်သည် ကျန်တဲ့သူတွေကအိမ်ပြန်အိမ်ကြနေပန်ပန်ကပြန်ရမှပြင်းတယ်လို့အမေအိမ်ကြီးပြတ်သွားမိလဲဆိုသဖြင့်အစတည်းကအိပ်ဖို့ရည်ရထားပြီးသားပဲကျန်တဲ့အမကလည်းအိမ်နဲ့နဲ့လှမ်းပြင်းပပန်နဲ့အတူအိပ်ဖို့ချန်ခဲ့သည်ပန်ပန်ဝင်အိပ်ပြီးမကြခင်မှာပင်ထို့အမလည်းဝင်အိပ်ပါသည်ခဏအတွင်းမှာတခုခုတခေါခေါနဲ့အိပ်ပြောသွားသည့်တိုင်ပန်ပန်မှာတော့ဟာရှုပ်ပေါက်ချင်လာပြန်ပြီစပိုင်တွေမတရားခုထွက်သွားသည့်အတန်းအစွမ်းကြီးပြလိပြီး လူကလည်းအင်တန်ဝင် HND ချိန်ပြီးစိတ်အလုံးတို့ရပါသည်တမပေါက်ပဲအောင်ကြည့်သေးသည် မရပါပေါက်ချန်လာသည်မှအသေးသားတဲ့စိတ်နေသည်ဖြင့်မထိန်နိုင်တော့ရဟ HM လူနေပင်ထလာရ၏ဟာ HM ပြီးတော့တကယ်ပဲအင်နာတော်ကြီးလမ်းလျှောက်နေပတ်ပတ်မှာငိုင်မီရင်ပေါ့စီပေါ့စီဆိုမိနေတော့သည်ရှူပောက်ရင်းနေအင်နာရဲ့ကနအိပ်ပြောသားသည်ထင်သည်လူရှိရပဲ ။တကားခောက်တန်ကြတော့မှလူလဲဖြက်ခနဲလိုက်နူလာကယခုထိတိုင်အင်နာရဲ့ရှိနေသေးသည်ကိုသတိပြုမိပြီးအမြန်ထွက်လာလိုက်သည်။သို့သောအချင်းလုံးတစ်ပြင်းမျက်လုံးကလည်းမပွင့်ပါစံတော်ဝါနေလျှောက်လိုက်ရင်အခမ်းနာရောက်တော့အခမ်းတကားဆုပ်ခွင်လိုက်၏အခမ်းမိပိတ်ထားသည်ဖြင့်ဝါတတာမြသာမြင်ရသည်လူကလည်းအရင်အချင်းလုံးနေတော့ဘာမှမသိတော့ပဲအိရာတဲ့သားအမြန်ဝင်ခွေနေလိုက်တော့၏သို့သောမမမသိလိုက်သည်ကသူမဝင်သွားသောအခမ်းသည် ကျွန်တော်တကယ်များတော့တော်ပြီဗျာအရင်တော့လို့မရှိတော့ကောင်းခြင်းအတွက်ဦးလေးငယ်နေအပေါင်းသေးများကြီးဖိအားပေးမှုကြောင့်မပြစ်မနေတောက်နေရ၏သို့တော့၃လခွဲတောက်ပြီးမှပဲလူကမဟန်တော့ပါမျက်လုံးတွေဝါလာသလိုအမြင်အာရုံတွေလည်းမတဲခွဲတော့ပြီညီမင်းနေတော့ကောင်းခြင်းမျက်နှာကိုကြည့်ပြီးဦးလေးငယ်မိတ်ဆွေတွေကသဘောကျစွာရင်မောကြသည်ဒီကောင်တကယ်နှုတ်လေးရပဲတော်လာပြီဒီနေရာလူလားမမြတ်သေးဘူးသူ့ဝိုင်းစားနောက်နေကြသည်စကားများဥပိ္ပခါပြုကကောင်းခြင်းဝိုင်းမှထွက်လာလိုက်သည် တော်တော်တောက်နေကြသည့်ဆရာဝန်တွေဟိုနဲ့တွေးမိ၏ကိုမင်းကြည်သာသူ့နောက်မှလိုက်လိုက်ရင်အစီမရရလိုက်ကြီးကိုလိုက်ဖို့ပြရမလားဟာဒီလောက်တော့ရပါရဲ့ဗျာအခန်းငါးကမပိတ်ထားနိုင်အောင်နော်မင်းအခန်းနဲ့ကိုလာရင်မယ်တက်ရန်လာတဲ့ဦးလေးငယ်မေးဆိုနေအောင်အိပ်ဖို့ကို့အခန်းပေးထားတယ်ကျွန်တော်သိပါရဲ့ဗျာတကားလုံးမချတာပါစိတ်ချအင်းကြီးရကျဲတော်လေမင်းလာပွင့်နေ့အတွက်ဧည့်သည်တွေများတော့အခန်းကမလောက်ချင်တော့ပါ သူမိပါရပြီ တခြားစုမျိုးဧည့်သည်တွေပဲရောက်နေတော့အပေါ်ရက်တွေအခန်းအပြည့်နေပြီဖြစ်သည်အချို့ကိုသူ့အိမ်မှာပို့ထားသည်သူလည်းအစအိမ်မင်းမှုစူးစမ်းတာဖြင့်အချိန်တွေကဒီမှာပဲအိမ်ဖို့အကြောင်းဖန်လာသည်သူ့အိမ်ကလည်းအောက်ထပ်မှာပဲရှိသည်ကောင်းချင်းအခန်းကိုလုံးမချပဲဒီတိုင်းစီလုံးလေးထားတာအဲ့ရပေါ်ပြင်းနေလိုက်ခေါင်းတွေကြိုက်ခဲမှုဝင်နေတဲ့ပြင်အဝေးစားပဲမလဲနိုင်တော့မယ်အခန်းမိပိတ်ပြီးဒီတိုင်းအဲ့ရပေါ်လဲလိုက်သည် ခဏကြာရင်တော့တကားဖွင့်တင်ကြားလိုက်ရပြီးအခန်းထဲဝင်လာသည့်ခြေတံပြော့ပြော့လေးပါကြားလိုက်ရ၏ကိုမင်းကြီးသားဟုဝယ်ထင်ကထားမကြည့်မိပါလူကလည်းအရေးရှင်ကြောင့်မဝင်နေတော့တကယ်ကိုခေါင်းထောင်နိုင်ဖြစ်နေရအဲ့ရပြီးတော့လဲရင်လာသည့်လူဟာဘယ်သူပဲပါမှန်းမစမ်းစစ်နိုင်ရဲ့ပါထို့ကြောင့်လည်းဆက်ရန်စုခတ်ပန်နားထောင်ပေးခဲ့တဲ့တယောက်စီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင် ဒါဆိုလို့ရှိရင်အဲနောက်ထပ်ဇာတ်လမ်းလေးတွေနဲ့အတူတူထပ်ပြီးတော့ပြန်တွေ့ပါမယ်။အညော